ွေလေးရှင်ဥဒမသာရရဲ့စိတ်မကောင်းစရာတည်းပေါ့ဗျာွေလေးရှင်ဥဒမသာရကတော့အလုံးလေးတိချပါရီလူဟာငယ်ငယ်ရွယ်ရွယ်နေအင်မတန်မတရားဟောကောင်းတဲ့သူသူ့ကိုပထမဒကာဒကာမလေးတွေကစတွေ့ကြတော့ကအသက်၅နှစ်အရွယ်၆နှစ်အရွယ်လေးနဲ့တရားဟောကောင်းလိုက်တာเนาะဘုရားလုံးလေးများလားဆိုပြီးတော့ မြေမျိုးတင်စားခေါ်ဝေါ်ခဲ့ကြပြီးနောက်ပိုင်းမှာတော့သူဟာအသက်၄၅နှစ်ခုဆိုရင်စကားနှစ်တော်16နှစ်ထဲကိုဝင်လာတော့မှာပဲဖြစ်ပါတယ်။ဒါမဲ့သူ့ရဲ့ခန္ဓာကိုယ်ကဖွံ့ဖြိုးလာခြင်းမရှိဘူး။ကြီးထွားလာခြင်းမရှိဘူး။ဒါကြောင့်မလို့ကိုရင်လေးအရှင်ဥဒမသာရဟာထိုင်းနိုင်ငံထီသွားရောက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးမှုတွေလုပ်ရခဲ့ပါတယ်။ဆိုတော့ထိုင်းနိုင်ငံမှာသူ့ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးတဲ့အခါမှာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဖွံ့ဖြိုးမှုတွေကเนาะစိတ်ပိုင်းဆိုင်ရာအုံတော်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကတန်ပါလူလူတယောက်ဖြစ်ပြီးเนาะဒါပေမဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာမှာတော့အသက်၄နှစ်၅နှစ်လောက်တာရှိတယ်ဆိုပြီးတော့ထိုင်းစေးယုံကြီးရဲ့စေးစစ်စစ်ချက်များရထွက်လာခဲ့တာဖြစ်တဲ့အတွက်အင်မတန်မှစိုးရိမ်ရတယ်ပြီးတခါကျတော့အရှင်ဥဒမတာရာလေးကအသက်သူပဲပေါ်ပြဒါတော့တိကျတိချသွားပြီးအခုရှင်ဥဒမတာရာလေးကတော်တော်လေးကိုဒါစိတ်ချမရေးရောเนาะခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာရော အတော်လေးကိုနေမကောင်းဖြစ်နေပြီးအထူးသဖြင့်တော့ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာကြီးထွားလာခြင်းမျိုးမရှိမနဲ့လုံးဝလုံးဝတပြေးနဲ့သေးသေးလာပြီးတော့သေးလာပြီးတော့အသက်အရွယ်အလယ်လက်တောင်မရောက်ပဲနဲ့သေဆုံးရမယ့်အခြေအနေမှာရှိနေတာဖြစ်တဲ့အတွက်တခါတော့ကမလေးတွေကတော့အင်မတန်မှလည်းပြောသတာဖြစ်နေကြပြီလေဖြစ်ပါတယ်အင်မတန်မှလည်းစိတ်မကောင်းပါဘူးရှင်ဥဒမသာရလေးဒီလောက်တော့ညာပညာလေးပြည့်စုံတဲ့သူလေးသာရနာအတွက်အဖို့မဖြစ်နိုင်တဲ့သူလေးကအသက်ငယ်ငယ်ရွယ်တဲ့ခုလိုမျိုး ပြန်လည်တော်မူရမယ်ဆိုတော့အင်မတန်မစိတ်မကောင်းဖြစ်မိပါလေဗျာ။နောက်ဘဝမှာဒီလိုအဖြစ်မျိုးနဲ့မကြုံရပါစေတဲ့ရှင်ဥဒ္ဓမာတာရရဲ့